ဖိလစ်ပိုင်ထိုင်ဝမ်နဲ့ဟောင်ကောင်မှာဖြတ်အားပြင်းပြင်းနဲ့တိုက်ခတ်ပြီးဒီမုံတိုင်းအာရာဂါစာဟာတရုတ်ကမ်းခြေမှာအားပြော့လာနေတဲ့အချိန်မှာပဲနောက်ထပ်မုံတိုင်းတစ်ခုကအားကောင်းလာနေပါတယ်အဲ့ဒီမုံတိုင်းကပြင်းအားအဆင့်၄အထိအားကောင်းလာပြီးတော့ဖိလစ်ပိုင်နိုင်ငံတရုတ်နဲ့ဗီယက်နမ်နိုင်ငံတွေကိုဥတီနေပါတယ်။လက်ရှိတိုက်နေတဲ့မုံတိုင်းရာဂါစာကမနေ့ကပုတ်ထူးနေ့မှာတော့တရုတ်နိုင်ငံတောင်ပိုင်းကွမ်တုံပြည်နယ်ကိုတနအီမိုင် င်း90နှုန်းနဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်ကတော့ထိုင်ဝမ်နဲ့ဟောင်ကောင်တို့မှာတိုက်ခတ်ခဲ့ပြီးအာထိုင်ဝမ်မှာတော့လူ14ယောက်တေဆုံးခဲ့ရပါတယ်။ကွမ်းတုံပြည်နယ်မှာတော့လူတွေတိမ့်နဲ့ချီပြီးတော့နေရာရွှေ့ပြားမှုတွေလှုပ်ထားရပါတယ်။ရာဂါဇာမုန်တိုင်းဟာဗီယက်နမ်နိုင်ငံကိုဥတီနေပြီးတော့ကုန်းတွင်ပိုင်းမှာတော့အားပျော့လာနေပြီဖြစ်ပါတယ်။ဒီအချိန်မှာပဲဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပိုင်းမှာနောက်ထပ်တိုင်ဖုန်းမုန်တိုင်းတစ် ဖြစ်ပေါ်လာနေတာပါအဲ့ဒီမုံတိုင်းအစ်စ်ကိုတော့ဘွာလိုင်းလို့နာမည်ပေးထားပြီးတောင်ကြာနေညမှာတောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာမှာပဲဖြစ်ပါတယ်ဒီကနေ့မနက်ပိုင်းမှာတော့သူကဖလပ်ပိုင်းအလဲပိုင်းကိုဝင်ရောက်ပြီးဒီလေးတိုက်နှုံ 124ကီလိုမီတာကနေ149ကီလိုမီတာထိရှိနေပါတယ်။ဂျပန်နိုင်ငံရဲ့မိုးလေဝသဌာနကခန့်မှန်းချက်အရဆိုရင်ဒီမုန်တိုင်းသစ်ဘွာလိုက်ဟာဂျာတာဘရီနေ့မှာခန့်မှန်းချက်လေတိုက်နှုန်းက144ကီလိုမီတာရှိနေရာကနေတောင်တရုတ်ပင်လယ်ကိုဝင်ရောက်လာတဲ့အခါမှာတော့တနအီကို126ကီလိုမီတာလောက်ထိကျဆင်းသွားမှာဖြစ်ပါတယ်။ဒါပေမဲ့ဒီမုန်တိုင်းကတောင်တရုတ်ပင်လယ်ကိုရောက်လာတဲ့အခါမှာတော့ အားပြန်ကောင်းလာမှာဖြစ်ပြီးတနာယီကို162ကီလိုမီတာလောက်အထိလေတိုက်နှုန်းရှိနိုင်တယ်လို့ဆိုပါတယ်ထိုင်းမိုးလေဝသဌာနကတော့မုံတိုင်းပွာလိုက်ရဲ့လမ်းကြောင်းဟာစက်တမလ28ရက်နေ့ကနေ29ရက်နေ့လောက်မှာတော့ဒီပြောင်းလဲသွားနိုင်တာမလို့စောင့်ကြည့်ဖို့လိုအပ်တယ်လို့ထုတ်ပြန်ထားပါတယ်။မုံတိုင်းပွာလိုက်ဆိုတာကတော့ထိုင်းမုံတစ်မျိုးရဲ့နာမည်ကိုယူထားတာပဲဖြစ်ပါတယ်။